ီစီစဉ်မင်လိန်မှာရှယ်ဖြုတ်လို့ကောင်းမဲ့ဟီးရိုးလေးကမင်လိန်ဆိုတာပွဲတစ်ပွဲရဲ့အရေးပါတဲ့လိန်ဖြစ်တယ်။ဘာလို့လဲဆိုတော့မင်လိန်ဟီးရိုးတွေကလိန်ကန်းတဲ့နေရာမှာအဓိကကြလို့ပဲ။တန့်ကဂိုးလိန်မှာဘေဘီစစ်ပေးနေရဆိုရင်မင်လိန်နာအနေနဲ့ဘယ်လိန်ကိုကန်းရမလဲဆိုတာစဉ်းစားရတယ်။ကိုကန်းမဲ့လိန်ကပြတ်မလားမပြတ်မလားဆိုတာလည်းစဉ်းစားရသေးတယ်။အဲ့တော့ကျွန်တော်ကဒီဗီဒီယိုလေးမှာလိန်ကန်းလို့ကောင်းမဲ့မိရွှေကိုပြောပြပေးသားမှာဖြစ်လို့မင်လိန်စောတဲ့ရှော်တီလေးတွေရောညိုကီတို့ရောဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့ပြောချင်ပါတယ်။ ပထမဆုံးအနေနဲ့ပြောရရင်ကာကူရာကာဂူရာဆိုတဲ့ဟီးရိုကစပယ်တွေအများကြီးဥမာစကေးပြရင်ပြနိုင်တယ်လို့တကယ်ကျမ်းတဲ့ဟီးရိုဖြစ်တယ်။ပြီးတော့သူ့ရဲ့စကေးတူကလည်းအင်မြူးဖြစ်တော့ဗက်တဲမှာတော်တော်သုံးဝင်တယ်။ ပြီးတော့ဒီ update မှာကာကူရာက buff ပေးတဲ့အထက်မှာပါလာတယ်ဗျာ passive တွေ damage တွေကို buff ပေးတာတယ်ကာကူရာကအာလီယောမေဂိမ်းမှာပါ magic damage အများကြီးပေးနိုင်တဲ့ hero ဖြစ်တာကြောင့်လင်းကန်ရမှာတော်တော်လေးအသုံးဝင်တယ်အဲဒါကြောင့်မေလိန်မှာကာကူရာကတော်တော်လေးအသုံးဝင်တယ်လို့မြင်တယ်နောက်တစ်ကောင်ပြောရရင်တော့လီလီယာ လီလီယာကဒီ season မှာတော်တော်လေးဘတ်ဖေးထားတဲ့ hero ပဲဗျ။ damage တွေလည်းတိုးပေးထားသလိုကူးတောင်းတွေ mana cost တွေကိုလည်း short ချပေးထားတယ်။လီလီယာက stand မပါပေမဲ့ slow ပေးနိုင်တယ်ပြီးတော့ movement speed လည်းများတယ် hero ဖြစ်တယ်။ ultimate blush ဆိုလို့ရှိရင်လည်းကူးတောင်းမြန်တာဖြစ်တဲ့အတွက်ဘယ်တဲထဲမှာတော်တော် damage ပေးလို့ကောင်းတယ်။ blush သုံးပြီးရင်လည်း spray တွေကထပ်သုံးလို့ရတော့လီလီယာစီကနေ magic damage အများကြီးမျောလင်းလို့ရတယ်ဗျ။အဲ့တော့လီလီယာကလည်း mid lane မှာရွေးချယ်တင်တဲ့ hero တစ်ကောင်လို့မြင်တယ်။ အခုကြည့်နေတဲ့ NBA Indo, NBA Philippines အစရှိတဲ့နိုင်ငံတကာ NBA ပွဲစဉ်များ Wings ဘက်မှယူနီစိတ်ချစွာခံမှန်းကစားနိုင်ပါပြီ။စိတ်ဝင်စားလို့အကောင့်ဖွင့်ရတယ်ဆိုလို့ရှိရင်တော့ comment မှာရှိတဲ့ link တွေနဲ့ဆင်ဆက်သွင်းလို့ရတယ်လို့ Telegram မှာ NH Live Wings လို့ရှာပြီးတော့အကောင့်ဖွင့်လို့ရပါတယ်ခင်ဗျာ။ဗီဒီယိုလေးကိုဆက်လိုက်ရအောင်။နောက်တစ်ကောင်က Odette is the light of Virgo. ဦးတက်ကလူမသိသူမသိဒီစီစဉ်မှာခိုးပြီးတော့ဗတ်ပေးရတာဗျ။စာထဲမှာဒါဘာမှသိမ့်မပါပေမဲ့တကယ်အင်ဂိမ်းမှာ magic damage အနစ်ကြီးပေးနိုင်တာကိုစော့ကြီးမှသိရမယ်။ Odet က stun လဲပါတယ်ပြီးတော့ ultimate ကလည်း AoE ဖြစ်တာကြောင့် button မှာကောင်းကောင်းအသုံးဝင်မဲ့ mage တကောင်ဖြစ်တယ်။နောက်ဆုံးတစ်ကောင်ကတော့ V ဖေးကလည်းဒီစီစဉ်မှာခိုးဘက်ထားတာဗျအင်ငိမ်းမှာအရင်ကထက်ပိုကျန်းနေမယုံရင်စော့ကြည့်ဖေးက AOE hero ဖြစ်တာကြောင့်ဘတ်တင်မှာသူနဲ့တွဲမဲ့တန်းတကောင်သာရှိမယ်ဆိုရင် V Ultimate နဲ့ Ski 2 Airborne က heroine ကြောင်းရမယ် spell combo ဖြစ်တယ်အဲ့တော့မင်းလိန်နာ V ကလည်းဒီစီစဉ်မှာ random လို့ကောင်းမဲ့ hero တကောင်လို့မြင်တယ်ဒီ view လေးကတော့လောက်ပါပဲကျွန်တော်တင်မိတဲ့ video လေးကိုသဘောကျရဆိုရင်တော့ကျွန်တော်တို့ရဲ့ Facebook page ဖြစ်တဲ့ TNH Esports page ကို like and follow လုပ်သွားကြဖို့ပြောရင်းနဲ့ဒီ video လေးကိုအဆုံးသတ်လိုက်ချင်ပါတယ်